မကြောင်ခင်ကြောက်လာနိုင်တဲ့ရေပေးအတွက်ကုညီကယ်ဆယ်ဖို့လေ့ကျင့်ပြင်ဆင်နေဖြစ်တဲ့ဝေလူကြောင့်အခုချိန်မှာမြန်မာနိုင်ငံမှာမိုးရာသီကြောက်လာပြီးဖြစ်ပါရင်ဒါကြောင့်လည်းမိုးရေအဆက်မပြတ်ရွာသွန်းနေရပါဒီလိုမိုးရေအဆက်မပြတ်ရွာသွန်းမှုနဲ့တော့နောက်ဆက်တွဲအန္တရာယ်တွေကတော့ရေကြီးရေရှမ်းမှုဖြစ်စင်နေပါအခုဆိုရင် ARA မြစ်ကဆောင်းမြန်မာနိုင်ငံမြောက်ဖက်ချမ်းပြည်နယ်ကချင်ပြည်နယ်မှာမိုးကြီးနေလို့မိခနဲ့မလီခမြဟာတော်တော်လေးကိုရေးကြီးနေပါပြီ။ဒါကြောင့်လေကချင်ပြည်နယ်နဲ့မြို့တော်ဖြစ်တဲ့မြစ်ကြီးနားမြို့မှာ ရေရီတော်တော်ကိုကြီးနေတာပါမကြခင်မြန်မာနိုင်ငံအလဲပိုင်းနဲ့အောက်ပိုင်းဒေသတွေမှာရေရီကြီးလာတော့မှအသေးချာပါပဲဒါကြောင့်လည်းခုခါမှာတော့ပရိုင်တာမင်းသားကြီးဝေလူကျော်တို့ဖွဲ့ဟာရေရီကြီးလာရင်လူတွေကိုကုညီကယ်ဆယ်ဖို့အတွက်ပြင်ဆင်နေရလို့ဆိုရင်ခုဆိုင်ဝေလူကျော်ပရိုင်တာဖောင်ဒေးရှင်းကကုညီကယ်ဆယ်ရေးဖွဲ့သားတွေဟာရေကူးကန်ကြီးထဲမှာရေကူးလိမ့်ချင်နေကြတာဖြစ်ပါတယ်ဝေလူကျော်ဟာရေကလေးကမြန်မာနိုင်ငံမှာတဘောဘေးရန်နေကြရရင်ရှေ့ဆုံးကနေကုညီကယ်ဆယ်လင်းရှိတာပါခုခါမှာလည်းမြန်မာနိုင်ငံမှာရေကြီးလာပြီဆိုရင် ပြည်သူရင်းသွင်းရှေ့ဆောင်ကနေကူညီကယ်ဆယ်သွားမှာပါလို့ပြည်သက်တွေကိုအသိပေးလိုက်တာဖြစ်ပါတယ်